အလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်စီကိုအမေးများဆုံးမေးခွန်းတစ်ခုဖြစ်တယ်မနက်စောစောကားရက်ထားတာကြာလို့ရှိရင်အေဆိုးကနေရေတွေထွက်လာတယ်အဲဘာလို့ရေထွက်တာလဲအင်ဂျင်တစ်ခုထိခိုက်ပျက်စီးလို့လားရေထွက်တာကောင်းလားဆိုးလားဆိုတဲ့အဖြေလေးကိုကျွန်တော်ဒီနေ့ဘူးသူရပြင်ပြောင်းပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအေဆိုးတရက်နေအခုလိုရေမုံလေးတွေထွက်တဲ့အကြောင်းကိုမပြောခင်သူ့ဒီအေဆိုးရဲ့ရှေ့မှာရှိတဲ့ကြောက်စကားလေးအကြောင်းကိုကျွန်တော်အရင်ဆုံးရှင်းပြပေးချင်ပါတယ်ဒီပုံလေးကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြပြတဲ့နေရာလေးကတော့ကားရဲ့အေဆိုးပဲပေါ့နော် အိတ်ဇောဆိုတော့ကဆက်နှုတ်လိုက်တဲ့ခါမှာကျွန်တော်တို့အန်ဒီရရှိတဲ့ဓာတ်ငွေတွေမီခိုးတွေထွက်တဲ့အပေါ့ပေါ့နော်အဲ့မီခိုးတွေကကျွန်တော်တို့ကက်တလစ်တစ်ကွန်ဗာတာဆိုတဲ့သူ့နောက်ကကြောက်စကာကိုဖြတ်တယ်အခုကျွန်တော်ပြပြတဲ့နေရာလေးပေါ့နော်ကြောက်စကာပြီးလို့ရှိရင်ရက်ဆီနေတာဆိုတဲ့နေရာရှိတယ်အဲ့နေရာကိုဖြတ်တယ်ပြီးမှကျွန်တော်တို့မာဖယ်လာဆိုတဲ့အတန်ထင်းအဝကနေပြီးတော့သူကထွက်သွားတာပေါ့နော်အခုကျွန်တော်တို့ရေမောမောလေးတွေထွက်နေတယ်ဆိုတာဆိုတဲ့နေရာလေးကအဲ့မာဖယ်လာဆိုတဲ့နေရာလေးကနေထွက်တာဖြစ်ပါတယ်အပြင်ကနေကြည့်ရင်တော့အိတ်ဇောပေါ့နော် ကားဆန်နှိုးလိုက်တဲ့အခါမှာထွက်လာတဲ့အိတ်စိုးကနေထွက်လာတဲ့ဓာတ်ငွေတွေထဲမှာလူတွေအသက်ရှူဖို့အတွက်လုံးဝမသင့်တော်တဲ့ဟိုအစိတ်တောက်ဖြစ်စေတဲ့ညဉ့်ဉန်းတဲ့ဓာတုဓာတ်ငွေတွေပါတယ်ဒီဓာတ်ငွေတွေကကျွန်တော်တို့သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်ပျက်စီးစေတယ်အဲ့တော့ကျွန်တော်တို့ကကားအိတ်စိုးကထွက်လာတဲ့အခါမှာဓာတ်ငွေတွေလေတူတွေကိုဓာတ်တိုင်းမလွတ်ဖက်နဲ့ကျွန်တော်ဂျားမ်းမှာအခုလိုဒီ catalytic converter ဆိုတဲ့ကြောက်စကားလေးကိုခံထားတယ်ပေါ့နော်ဒီကြောက်စကားကိုကျွန်တော်အတွင်းထဲမှာဒီတန်ဖိုးကြီးတက်ထူတွေဖြစ်တဲ့ polydian တို့ palladian တို့နဲ့ ီပြားတလက်အုံစံလေးအထဲထဲမှာဖွဲ့စည်းထားတယ်ကျွန်တော်တို့ကားဆန်နှုတ်လိုက်တဲ့အခါမှာအိမ်စောအထွက်လာတဲ့ဓာတ်ငွေတွေထဲမှာကျွန်တော်လောင်စာဆီအပြည့်အဝမလောင်ကျွမ်းရသေးတဲ့ဟိုက်ဒရိုကာဗွန်တွေရှိမယ်ကာဗွန်မွန်နောက်ဆိုက်တွေရှိမယ်နိုက်ထရိုဂျင်အောက်ဆိုက်တွေရှိမယ်ဒီအစိတ်တော်ဖြစ်စေတဲ့ဓာတ်ငွေတွေကကြောက်စကားတွေကိုဝင်ပြီးတော့ဟိုနာတန်ဖိုးကြီးတက်ထုပစ္စည်းတွေဖြစ်တဲ့ပိုလီဒီယန်တို့ပလက်တီနမ်တို့နဲ့ဓာတ်ရုဓာတ်ပြုမှုဖြစ်စဉ်တွေဖြစ်ပြီးတော့ကျွန်တော်တို့ဘာတွေပြန်ထွက်ပါလဲဆိုလို့ရှိရင်ကျွန်တော် H2O လို့ခေါ်တဲ့ရေတွေပြန်ထွက်တယ်နိုက်ထရိုဂျင်တွေပြန်ထွက်တယ်ကာဗွန်နိုင်အောက်ဆိုက်တွေဖြစ် ဒီလူတွေအတွက်အစိတ်တော့မရှိစေတဲ့ဓာတ်ငွေတွေဖြစ်ပြောင်းလဲပြီးတော့ပြန်ထွက်သွားတာပေါ့နော်အဲ့ထက်မှာကျွန်တော်တို့ H2O လို့ခေါ်တဲ့ရေပါတယ်အဲရေကကျွန်တော်တို့ကဒီ exhaust မှာပထမကျရင်ငွေရေဖွဲ့ပြီးကြံတာရှိတယ်အဲအဲ့ဒီရေကိုရေငွေတွေကနေပြီးတော့ကျွန်တော်အခုလိုရာသီဥတုအေးတဲ့အခါမှာမနစောစောကားဆက်နှိုးလိုက်ပြီးဆိုတာနဲ့ဒီရေမုံရေမွားလေးတွေဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်တို့ထွက်လာတာပေါ့နော်အော်ဒါကဒီ exhaust ကနေရေထွက်တဲ့အပိုင်းဟာဒီကြောက်စကားအကြောင်းဖြစ်ပါတယ် အဲဒါအန်ဒီမရှိပါဘူးဒါပုံမှန်ကားတွေမှာထွက်လေထွက်တာရှိပါတယ်မနက်စောစောပဲဖြစ်ဖြစ်ရက်ထာတာကြာရင်ပဲဖြစ်ဖြစ်ကားဆက်ပြန်နှိုးတဲ့အချိန်မှာဒီလိုရေမွန်ရေမွန်လေးတွေထွက်တာဒါပုံမှန်ပါပဲကျွန်တော်ရာသီဥတုပူတဲ့အချိန်မှာတော့ရေရသိပ်မထုတ်ဘူးเนาะဘာလို့လဲဆိုတော့ဒီအပူချိန်နဲ့ဒီရေကိုးချိန်ငွေလေးတွေကခန်းချောက်သွားလို့ဖြစ်ပါတယ်အေးနေတဲ့အချိန်မှာပဲသူကအထွက်များလာဖြစ်ပါတယ်ဒါအားလုံးပုံမှန်ပါပဲအဲဒါလေးကိုကျွန်တော်ဒီနေ့ဘူးသူရပြင်မြောက်ပေးခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ